အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးခြင်းတဲ့အမတ်သားကတော့တနင်္ဂနွေကျူခိုအောက်ကဝိုင်းအမတ်သားလို့လည်းခေါ်တဲ့ခက်ရင်ကွာပုံတရအမတ်သားပဲဖြစ်ပါတယ်အများအပြည့်ဒီခက်ရင်ကွာပုံတရအမတ်သားကိုငွေကြေးကံကိုပြတဲ့အမတ်သားသို့မဟုတ်ချမ်းသာကြိုးပမ်းမှုကံကိုပြတဲ့အမတ်သားလို့လည်းခေါ်ကြပါတယ်အလွယ်တကူအနေနဲ့ဝိုင်းလို့လည်းခေါ်ကြပါတယ်တချို့ကအလွယ်တကူအနေနဲ့ဝိုင်းအမတ်သားနဲ့တူနေတဲ့အတွက်ကြောင့်အများမမီးရလွယ်အောင်ဝိုင်းလို့သာခေါ်လိုက်ပါတယ်ဒီအမတ်သားပါရင်မိတ်ဆွေတို့အတွက်အရန်ကောင်းပါတယ်ဘဝမှာကြီးမားတဲ့ချမ်းသာကြိုးပမ်းမှုကိုရရှိပါလိမ့်မယ် ဘဝမှာအဆင်ပြေပြေနဲ့နေရမယ်။ငွေကြေးကလည်းကောင်းတတ်ပါတယ်။သူတို့ဟာငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုမှာအားသာတက်ကြပါတယ်။သူတို့ဘာစီကလည်းအကူအညီတွေရတတ်ပါတယ်။ငွေကြေးရှာဖွေတဲ့နေရာတွေမှာလည်းအများဖြစ်တော်ကြပါတယ်၊ကျွမ်းကျင်ကြပါတယ်။အဓိကကတော့ငွေကြေးကနဲ့ချမ်းသာမဲ့ကံကိုပြပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့ငွေမြဲမလား၊ချမ်းသာမှုကဘယ်တော့မှရမလဲဆိုတာကိုကြည့်ဖို့အတွက်တော့သူရဲ့လောက်ဝါးပြင်တစ်ခုလည်းကိုကြည့်ရပါလိမ့်မယ်။အခုပုံမှာပြထားတဲ့လက္ခဏာရှင်ရဲ့ပုံရကတော့သူကငွေမမြဲနိုင်ပါဘူးအတွက်တွေလည်းရှိမယ် ငွေကရနေပြီးမမြဲတာမျိုးဖြစ်နေပါတယ်။ချမ်းသာကြွယ်ဝမှုနဲ့ဒီအမတ်သားရဲ့အကျိုးတွေကတော့သူ့ရဲ့လက်အရရသင်းသလောက်ရနေပြီဖြစ်ပါတယ်။အမြင့်ဆုံးကိုရောက်ဖို့ကတော့အသက်ကြီးပိုင်းမှပဲအားသာပါလိမ့်မယ်။အသက်ကြီးမှပဲအကောင်းဆုံးအခြေအနေကိုရောက်ရှိမှဖြစ်ပါတယ်။နောက်တစ်ခုကတော့ညာလန်းချောင်းဘောကတွိကံမတ်သားပဲဖြစ်ပါတယ်။ဒီအမတ်သားကလည်းအလွန်ကောင်းတဲ့အမတ်သားဖြစ်ပါတယ်။ဒီလိုအမတ်သားပါတဲ့သူတွေဟာဘဝမှာလုပ်ငန်းအလုပ်အကိုင်နဲ့ကိုယ်ပိုင်စီးပွားရေးတွေမှာအကျိုးပေးတတ်ပါတယ်။ ဘဝမှာမထင်မှတ်ပဲနဲ့အောင်မြင်မှုတွေရရှိပြီးအစဉ်ပြေနေတတ်ပါတယ်။ဒီလိုပါတဲ့သူတွေဟာသူတို့ရဲ့ဘဝကိုစီးပွားရေးအပိုင်းမှာသာအလေးပေးပြီးလှုပ်ဆောင်တတ်ကြပါတယ်။စိတ်ထက်ကတွေးခေါ်မှုတွေစဉ်းစားမှုတွေကစိတ်အားထက်သန်နေတတ်ပြီးချက်ချင်းထလှုပ်ရင်အစဉ်ပြေအောင်မြင်တတ်ပါတယ်။ဘဝမှာလုပ်ငန်းအလုပ်ကိုင်တွေပဲအတွေးထဲမှာရှိတယ်။ငွေကြေးကိုဘယ်ကနေရနိုင်မလဲဘယ်လိုရလာမလဲဆိုတာကိုပဲကောင်းထဲမှာတွေးနေတတ်ပါတယ်ပုံမှန်ပြထားတဲ့အမှတ်အသားကတော့ချဏီဂျူကုံဘက်ကိုဥတီနေတဲ့အတွက်ကြောင့်ဘဝမှာထင်မှတ်မထားတဲ့ချမ်းသာမှုတွေရမယ် စိတ်အားထက်သန်မှုအားကောင်းတယ်။ဉာဏ်ပညာစွာအားကလည်းသူများတွေထက်ကိုပိုတာတဲ့လူဖြစ်ပါတယ်။သူရဲ့ဘဝတိုးတက်ဖို့အတွက်ကိုပဲအမြဲစဉ်းစားပြီးကြိုးစားနေတတ်ပါတယ်။ငွေကြေးကိစ္စအတွက်လည်းသူတို့ကဆုံးဖြတ်မှုကောင်းပါတယ်။ဒါပေမဲ့ဒီတွိကံမသားဟာအာနယ်မှုလေးတွေရှိနေတဲ့အတွက်ကြောင့်အစင်မပြေမှုတွေအခက်အခဲတွေကတော့လက္ခဏာရှင်ကအ ਨੇ ချင်းကြုံရနိုင်ပါတယ်။ဒီကနေ့လက္ခဏာဘူဒ္ဓတွေကတော့ဒီလောက်ပါပဲ။သင်ရဲ့လက်မှာကဒီလိုအမှတ်သားတွေပါလားမပါလားသင်ရဲ့လက်ကိုကိုယ်တိုင်ပြန်ကြည့်လိုက်ပါ။ နောက်ထပ်မြောက်ဝီပြီးမှကတော့လက်ဝါပြင်ပေါ်ကကံအကောင်းဆုံးအသက်အရွယ်ပိုင်းချနဲ့ငွေကြေးစုလိုက်ပြုံလိုက်ရရှိမဲ့အမတ်သားလေးတွေကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြရတဲ့လက်ဝါပြင်ကိုကြည့်လိုက်ပါ။အသက်လမ်းကြောင်းပေါ်ကထွက်ပေါ်လာတဲ့တိုးတက်တဲ့လမ်းကြောင်းလေးတွေဟာဘဝရဲ့ကံကြမ္မာရဲ့အခွင့်ပေးမှုကိုရရှိစေပါတယ်။ပုံမှန်ပြထားတဲ့အသက်လမ်းကြောင်းကထွက်ရှိလာတဲ့လမ်းတို့လေးတွေဟာလက်ဝါပြင်အမျိုးအစားလိုက်အကျိုးပေးမှုအားကောင်းမယ်အားနည်းမယ်စသဖြင့်ခွဲခြားမှုပြုရပါတယ်။လက်ဝါပြင်အမျိုးအစားကောင်းမယ်လက်ရည်စားကောင်းမယ် လက်ချောင်းတခြားသောကံကြမ္မာလမ်းကြောင်းအောင်မြင်လမ်းကြောင်းကြီးကောင်းမှုပြည့်စုံမယ်ဆိုရင်အဲ့ဒီလမ်းကြောင်းအတူလေးတွေရဲ့အဲ့ဒီအသက်ရွယ်မှာငွေကြေးအစုလိုက်ပြုံလိုက်ရရှိမယ်စီးပွားရေးတိုးတက်မယ်အိမ်ချမ်းမြေရင်ကားတစ်ခုခုတိုးတက်မယ်ဒါမှမဟုတ်ယာဒူအဆင့်အတန်းရရှိမယ်ဒါမှမဟုတ်အမွေရရှိတာမျိုးဒီချဲပေါက်တာမျိုးတွေကြုံတွေ့ရမယ်ဒီလိုအမှတ်သားကောင်းတွေလက်ဝါးပြမှာထွက်ရှိလာရင်တော့လက္ခဏာရှင်ကံကောင်းမှသိကြပါတယ်အဲ့ဒီလမ်းကြောင်းလေးတွေဟာရှင်ရင်ရှိသလိုဘဝတိုးတက်မှုရရှိမယ် ိုးရင်တိုးတော့ပဲအကျိုးခံစားရပါမယ်။ဒါပေမဲ့အဲ့ဒီလမ်းတိုးလေးတွေကလည်းဘဝတစ်စချိုးကိုတိုးတက်စေနိုင်တဲ့အထိကံကောင်းစေပါတယ်။ဒါပေမဲ့ခုနကပြောခဲ့သလိုပဲလက်ဝါးပြင်အမျိုးအစားကောင်းမွန်လေကံကောင်းလေဖြစ်မယ်။လက်ဝါးပြင်မှာထွက်ရှိလာတဲ့အမှတ်အသားတိုင်းဟာအဲ့ဒီလက္ခဏာရှင်တို့ကံကောင်းကံဆိုးကိုတီးကျစွာပေါ်ပြနေတာကတော့ဒီကံမဟုတ်ချပဲဖြစ်ပါလိမ့်မယ်။နောက်တစ်ခုကတော့ဇေယလီခါလို့ခေါ်တဲ့အောင်မြေလန်းကြောင်းအကြောင်းပါ။ အဲ့ဒီလမ်းကြောင်းဟာအသက်ငယ်ရွယ်စဉ်အခါကပဲထွက်ပေါ်နေမယ်ဆိုရင်ငယ်ရွယ်စဉ်အခါကပဲအိုးပိုင်အိမ်ပိုင်ရတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းနဲ့အောင်မြင်မှုရတတ်ပါတယ်။ဝန်ထမ်းဖြစ်လည်းလက်ရှိထဲမြင့်တဲ့နေရာမှာလောက်ကန်ရမယ်။အဲ့ဒီလမ်းကြောင်းဟာအသက်ငယ်ရွယ်စဉ်ကမပါဘဲနဲ့အသက်30လူလက်ပိုင်အရွယ်မှာထွက်ပေါ်အောင်တော့အဲ့ဒီအသက်ပိုင်းချမှာအလောက်ကန်နေအစဉ်ပြေပြီးရာထူးတိုးမယ်။အသက်40ကျော်မှာထွက်ပေါ်ရင်တော့အသက်40ကျော်မှာအောင်မြင်မှုရမယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေသူတွေအတွက်ကတော့အဲ့ဒီလမ်းကြောင်းလေးထင်ရှားအားကောင်းစွာထွက်ပေါ်လာတဲ့အသက်အပိုင်းချားတွေမှာ ောင်မြင်မှုရမယ်ပတ်စံအစုလိုက်ဝင်မယ်နောက်တစ်ခုကတော့နှလုံးလန်းချောင်းပေါ်ကအံပုံစံမှသာပါဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လောက်အပြင်ကိုကြည့်လိုက်ပါနှလုံးလန်းချောင်းရဲ့အထက်မှာအခုလိုမျိုးအံပေါ်အတင်ရှားဖြစ်ပေါ်နေမှာဆိုရင်လက္ခဏာရှင်ဟာဈေးဘက်ဆိုင်ရာဒီမှာတူးကျွန်းတက်ပါတယ်ဈေးပညာပွဲတွေရတက်ပါတယ်ဈေးဝါနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်ရတက်ပါတယ်အကယ်၍ညံလန်းချောင်းဟာကြာဖူးပုံနဲ့အစုံသက်ထားမှာဆိုရင်လက္ခဏာရှင်ဟာကုသရေးမှာထူးချွန်ပြီးတော့စေတနာအလွန်ကောင်းတဲ့ဆရာဝန်ကြီးဖြစ်တတ်ပါတယ်။အံပုံမှတ်သားဟာ နှလုံးလန်းကြောင်းအထက်မှာပါနေတဲ့အတွက်ဒုသူဟာမေတ္တာစေတနာအလွန်ကောင်းတက်ပြီးဘာသာရေးကို အလေးထားတတ်ပါတယ်။သာသနာပေါင်ကိုဝင်မယ်ဆိုရင်သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်တတ်ပါတယ်။ပုံမှာပြထားတဲ့လက်ဝါးပြင်မှာလက်သကြွယ်အရင်ကဒေါင်လိုက်မြင်းနဲ့လက်ကလေးအရင်မှာဒေါင်လိုက်မြင်းကလေးပါပါတယ်။ဒီပေါက်ဘူးတဲ့လူတိုင်းမှာဒီလိုလက်သကြွယ်အရင်ကဒေါင်လိုက်မြင်းသို့မဟုတ်လက်ကလေးအရင်ကဒေါင်လိုက်မြင်းလေးပါတတ်ပါတယ်။ဒီလိုဒေါင်လိုက်မြင်းလေးပါတဲ့သူတွေကလည်းပူဇာတာကောင်းကြပါတယ်။ လက်တကျွဲ့အရင်တနင်္ဂနွေဂျူခုံပေါ်ကဒေါင်လိုက်မြင်ဟာတနင်္ဂနွေတီယိုလို့လည်းခေါ်ပါတယ်ဒီလိုလူတွေဟာအိုးပိုင်အိမ်ပိုင်နဲ့နေရပါလိမ့်မယ်အသက်ကြီးပိုင်မှာကောင်းစားမဲ့သူတွေဖြစ်ပါတယ်ဒီလက်တကျွဲ့အရင်တနင်္ဂနွေဂျူခုံပေါ်ကတနင်္ဂနွေတီယိုလို့ခေါ်တဲ့အောင်မြေလန်းတူလေးဟာကံကောင်းစေတဲ့သင်္ကေတလေးပဲဖြစ်ပါတယ်အမှုပညာလုပ်ငန်းတွေနဲ့အကျိုးပေးခြင်းလူရှိလူခင်ပေါ်များခြင်းအမွေရခြင်းဒီပေါက်ခြင်းအိုးစားတာကောင်းခြင်းအသက်ကြီးပိုင်ချမ်းသာခြင်းတိုက်အိမ်နဲ့နေရခြင်းမမျော်လင့်မဲ့အိုးအိမ်ကောင်းကောင်းနေရခြင်း မျောလင့်မဲ့ငွေစုလိုက်အပုံလိုက်ရရှိခြင်းနဲ့တွေးကြုံရမယ့်သူတွေဖြစ်ပါတယ်။သူတို့ဟာစိတ်ထားမုံမြကြတဲ့သူတွေလည်းဖြစ်ပါတယ်။အလားပါလည်းကြိုက်တယ်၊အနေထိုင်တန့်ပြန့်တယ်။အိုးကောင်းအိမ်ကောင်းနဲ့နေရမယ်။အသက်ကြီးပိုင်းလေးမှာကောင်းစားမယ်။ဦးစားတာအလွန်ကောင်းပြီးရွှေငွေရတနာပေါများကြွယ်ဝမယ်။အများစုကတော့အသက်ကြီးပိုင်းမှာကောင်းစားကြပါတယ်။နောက်တစ်ခုကတော့အသက်လမ်းကြောင်းကတွေးကြံမှာဖြစ်ပါတယ်။အသက်လမ်းကြောင်းမှာတွေးကြံပါလာခဲ့မယ်ဆိုရင်ဒိုးသူကအသက်ရှည်ပြီးဦးစားတာကောင်းပါလိမ့်မယ်။ အသက်ကြီးပိုင်းအထိကိုနေရတတ်ပါတယ်။ဒီတွေးကံကဦးစားတာကောင်းတာကိုပြပေးနေပါတယ်။သူရဲ့ဘဝမှာလည်းအသက်ကြီးလာတာနဲ့အမျှပုံမှုပြေစုံလာတတ်ပါတယ်။နေရထိုင်ခင်းနေရနိုင်တယ်။ကောင်းမွန်တဲ့အိုးအိမ်တိုက်တာနဲ့နေနိုင်တဲ့အထိကိုပြပေးနေပါတယ်။ဘဝမှာဖြစ်ကျော်ရမယ့်ကျန်းမာရေးနဲ့အက်ဆီဒင့်ဖြစ်တာတွေကိုလည်းဒီတွေးကံကကြော်ပြပေးနိုင်ပါတယ်။ဒီတွေးကံဟာလက်ပိုင်ရှင်ကိုအသက်ရှည်ပြီးဦးစားတာကောင်းမွန်တဲ့အထိကိုညွန်ပြပေးနေတာဖြစ်ပါတယ်။မိတ်ဆွေရဲ့လက်မှာကဒီလိုမှတ်တာတွေပါလာခဲ့ပါသလား။မိမိတို့ရဲ့လက်ကိုပြန်ကြည့်လိုက်ပါ။ ပုံမှာပြထားတဲ့လက်ဝါးအပြင်မှာလက်သကြွယ်အောက်မှာမြင်းလန်းတစ်ခုရှိပါတယ်။အဲ့ဒီမြင်းလန်းမှာအပေါ်မှာလည်းအကွဲပါပါတယ်။အောက်မှာလည်းအကွဲပါပါတယ်။အဲ့ဒီအကွဲတွေကလည်းထင်ရှားအားကောင်းနေပါတယ်။ဒီလိုမှသားမျိုးပါလာခဲ့မယ်ဆိုရင်အလွန်ကောင်းပါတယ်။သူ့ရဲ့ဘွားမှာတည်တည်တသာနဲ့ထင်ရှားအောင်မြင်နိုင်မဲ့ကံပါပါတယ်။လူသိများမယ်၊လူတွေပိုသိမယ်။ကိုရဲ့လှုပ်ဆောင်ချက်တွေစူးစမ်းအားထုတ်မှုတွေကနေအောင်မြင်တတ်ပါတယ်။သူဟာတင်းတင်းနဲ့အောင်မြင်မှုကိုရရှိနိုင်ပါတယ်။ သူ့ရဲ့ဘဝမှာငွေကြေးကံအမွေနစ်ကံအထိကိုရရှိနိုင်ပါတယ်။အမွေရတတ်ပါတယ်။ငွေကြေးဥစ္စာတွေလည်းမတင်မှတ်ပဲဝင်လာတတ်ပါတယ်။စိတ်ချမ်းသာမယ်၊လူချမ်းသာမယ်။ဒါပေမဲ့အားနည်းချက်တစ်ခုကတော့သူ့မှာအပေါ်ယံပေါင်းသင်းတတ်တဲ့လူတွေများတတ်ပါတယ်။နောက်ပြီးသူဟာငွေကြေးနဲ့ပတ်သက်ရင်ဘလို့ရှာဖွေရမလဲ၊ဘလို့ဝင်နိုင်မလဲဆိုတာကိုအမြဲတွေးတောပြီးမန်းဆနေတတ်တဲ့သူဖြစ်ပါတယ်။ကုံကုံပြောရမယ်ဆိုရင်တော့သူကငွေရှာရအလွန်တော်သူဖြစ်ပါတယ်။အပူလောက်တည်းလဲမလောက်တတ်တဲ့သူဖြစ်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်းပိုင်ဆိုင်ရမယ့်ကုသကံလည်းပါရှိပါတယ်။နောက်တစ်ခုကတော့လက်ညူအောင်နာကငါးရုပ်ပါတဲ့သူပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။တဲ့ရဲ့ကြာသာပလီဂျူခုံလက်ညူအောင်မှာငါးရုပ်ပါလာခဲ့မယ်ဆိုရင်အလောက်ကိုင်းမိသားစုနဲ့ပတ်သက်ပြီးစီမံခန့်ခွဲရတတ်ပါတယ်။ဦးစီးဦးဆောင်ပြုလုပ်ရတဲ့သူ ဖြစ်တတ်ပါတယ်။သူဟာအသိဉာဏ်မြင့်မားခြင်းဘာသာရေးကိုအားပြုခြင်းကိုယ်ပိုင်ဉာဏ်အားသခြင်းနဲ့အိုးအိမ်မြေယာနေရာတွေကိုရရှိပိုင်ဆိုင်တတ်သူဖြစ်တတ်ပါတယ်။ သူ့ကိုအများကလေးစားအားကြရလောက်တဲ့အတိသူတို့ဟာကြိုးစားတက်သူတွေဖြစ်ကြပါတယ်သူတို့ဟာဘာသာရေးကိုလိုက်စားတက်လွန်လို့လဲကံအထောက်အကူကောင်းမွန်တက်ပါတယ်သူရဲ့စိတ်ကအလိုလိုကောင်းတဲ့အရာတွေပဲအများစုကိုရွေးချယ်လုပ်ကံရတက်ပါတယ်ဒါကတော့ဂျာသာပတိကျူခုံမှာငါးရုပ်ပါတဲ့သူအကြောင်းပဲဖြစ်ပါတယ်ဒီနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာသူတ္တဒူဝါနိုင်ကြပါစေ